ရဝစ်ဆောင်ပြည်အလှပြဖက်ရှင်ရှိုးပွဲတစ်ခုကိုထိုင်းနိုင်ငံမဲဆောင်မြို့ဝါတနာ Village Resort Hotel မှာပြုလုပ်ခဲ့ပါတယ်။မောင်တူပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒီပွဲကို Naomi and You ကရင်ရိုးရဝစ်ဆောင်အဖွဲ့ကစီစဉ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ပြအကွင့်ရတော့ကျွန်တော်တို့အကောလုံးပါနော်။ကရင်လူမျိုးအတွက်လည်းကုန်ပြီရဲ့။ယူကိုအစားကိုပေါ်ပြတိုင်းပြည်ပြည်အလိုမျိုးပြသတဲ့အတွက်လည်းမမြဝန်သာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကရင်ဖြစ်တဲ့အတွက်လည်း အတိမတ်ပြုတ်ပဲနော်ဒီလိုဘုဆိုတော့ဒီကျွန်တော်ပြည်ဝရဘုဆိုမပပြဘုအတွက်လဲပို့ပြီးတော့ဖြစ်များမပြောင်းပြဘုအတွက်ကျွန်တော်တို့အဓိကလောက်ပြီးတော့ပွဲလေးလောက်တာအတွက်လဲကိုယ်ရပေါ့နော်မျိုးဆက်တဲ့ခရင်လူငယ်တွေအနေနဲ့ကိုရိုးရဝတ်စုံကိုနိုင်ငံတကာပုံမှန်သိရှိအောင် ပြတာခွင့်ရတဲ့ပွဲလို့ဆိုနေကြတာပါ။ပြန်ပြောတာပေါ့ဒီလိုပွဲမျိုးတာ first time တက်ဖူးတာကြီးလိုမျိုး show ပွဲလာတာဒါအရင်ပွဲတွေကမသွားဘူးမအားဘူးကအဲ့လိုအရင်လည်းပြောတယ်ကိုဒီလိုမြင်ရတော့အရင်ကျင်းတော့ဘာနဲ့မှမလဲနိုင်ဘူးတော့ဒီခံစားချက်ကြီးအခုလိုကရင် show ပွဲကိုကရင်လူငယ်တွေမဲဆောက်မှာ ပြုလုပ်ခွင့်ရရှိနေချိန်မှာပဲအာနာသိန်းစစ်တပ်ကဘုံလီကျဲနေတာကြောင့်တစ်ဖက်ချမ်းမြမပြည်တွင်းမှာတော့ ရင်လူငယ်တွေတေဆုံးတန်ရာရရှိနေကြတာပါငလင်လုံနေတာတောင်မှစစ်ကောင်စီဘက်ကတော့နေရာတိုင်းကိုဘုံကျင်းနေသေးရလူငယ်တွေအနာဂတ်တွေရှိတဲ့မြန်မာပြည်ထဲမှာရှိနေတဲ့အရာအလုံးကို तू ကအာဘယ်လိုပြောမလဲဘာမှမရှိတော့ရင်တော့ကောင်းတယ်ဆိုတဲ့ပုံစံမျိုး तू လုပ်နေရနော် तू ဟာလူမျိုးပြောင်းအောင်လုပ်နေရဒီမအလား အခုဟာတခြားနိုင်ငံနဲ့လေတိုက်နေရမှာမဟုတ်ဘူးကိုယ့်ရဲ့နိုင်ငံမှာကိုယ့်ရဲ့လူမျိုးကို तू ကလူမျိုးတုံးတက်ဖြတ်နေတာမင်းအောင်လိုင်ကနိုင်ငံကိုအုပ်ချုပ်တဲ့လူကြီးလူကောင်းဆိုလို့ရှိရင်မြန်မာပြည်တိုးတက်အောင်လုပ်ရမှာမဟုတ်ဘူးလားနော် ကိုရဲ့မြမာပြည်တိုးတက်မှာလူငယ်ရေအနာဂတ်တွေဖွံ့ဖြိုးတိုးတက်မှာတိုင်းပြည်ရလဲဖွံ့ဖြိုးတိုးတက်မှာလေအခုရဲ့ကိုတိုင်းပြည်ကိုချစ်တာလားကျမဒီနာဒီကနေမေးခွန်းမေးလိုက်ခြင်းနဲ့မဟာလားစီရောက်တယ်ဆိုလို့ရှိရင်ဒီကိုနိုင်ငံကိုတိုင်းပြည်ကိုတိုးတက်အောင်လုပ်နေရလားစိုးရွားအောင်လုပ်နေရလားအဲ့ဒါများဟိုမင်းလုံးခြင်းသေးရဲ့လို့နော်မဟာလားဒီပွဲကိုကရင်လူငယ်တွေအပြင်ကရင်မိခင် မော်ဒယ်တွေလည်း ရင်သွေးငယ်လေးနဲ့အတူပါဝင်ဆင်နွှဲကြကြပါရစေခင်ဗျာကျွန်တော်မောင်တူးပါ